်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့စစ်ကောင်စီတပ်ရုံအနီးမှာပြုလုပ်နေတဲ့ကြိုတင်မဲ့ကန့်ကွက်ဆန္ဒပြပွဲရှိရာစီအလို့သမားသံအရာရှိလာရောက်ခဲ့ပြီးမဲလာပေးသူမရှိတဲ့အကြောင်းညှိတွားပြောဆိုသွားတယ်လို့အဲ့ဒီဆန္ဒပြပွဲမှာပါဝင်ခဲ့သူတွေကပြောပါရတယ်။ အဲ့ဒီအချိန်မှာစစ်ကောင်စီတပ်ရုံးကအလုသမာတပ်အင်အားရှိရောက်လာကမဲလာပေးသူမရှိဘူးလို့အသိပေးပြောကြားသွားတာဖြစ်ပြီးဆန္ဒပြသူတွေကစစ်အုပ်စုအတွက်အလုဆက်မလုပ်ဖို့ပြန်လည်ပြောဆိုခဲ့ကြတယ်လို့ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့တောင်ကိုရီးယားမှမြန်မာအရေးလှုပ်ရှားသူကိုကျော်စံကပြောပါတယ် တန်ယုံမှာစနေတနင်္ဂနွေလာရောက်မဲပေးကြဖို့ကြိုတင်ကြညာထားပေမဲ့မဲလာမပေးကြပဲဝါရဖြန့်တက်ပုံရိုက်ဖို့တောင်လူမရှိလို့စိတ်ပြက်နေတယ်လို့စစ်ကောင်စီခန့်အလုတ်သမားတန်အားရှိကပြောသွားကြောင်းကိုကျော်ဆန်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။အဲ့ဒီစစ်ကောင်စီတန်ယုံမှာဒီဇင်ဘာလ6ရက်ကကြိုတင်မဲသွားထည့်သူမရှိသလောက်ရှင်းလင်းနေတာတွေ့ရတယ်လို့တန်ယုံအနီးမှာရှိနေတဲ့မြန်မာနိုင်ငံသားတချို့ကပြောပါတယ်။တောင်ကိုရီးယားမှာ2020ရွေးကောက်ပွဲတုန်းကတော့ ဂျိုတီမဲပေးခွေလက်ခံချိန်ကမြန်မာနိုင်ငံသားတွေအများပြားသွားရောက်မဲပေးခဲ့ကြပြီးတယုံအနီလူစုလူဝေးဖြစ်ခဲ့လို့ရဲလုံကြုံရေးယူပေးခဲ့ရတာရှိသလိုရွေးရှာတန့်စေခန်းတွေပါထားပေးခဲ့ရပါတယ်ရှင်စကိုင်းတိုင်းဗမာမြို့နယ်သုံးမြေရွာနာကိုစစ်တပ်ကဒီဇင်ဘာလ9ရက်နေ့လယ်မှာပုံကျဲခဲ့တဲ့အတွက်ပြည်သူတယောက်သေဆုံးပြီး9ယောက်တရားရရှိခဲ့တယ်လို့ဗမာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ် တပ်ပွဲဖြစ်တာမရှိပဲဗမောင်မျိုးနဲ့-၁၀လောက်ဝေးတဲ့ဒေသတွေရွှေရွေးလောက်ကတည်းရှိတဲ့နေရာကိုဘုံကျဲချသွားတာဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီလိုဘုံကျဲခဲ့တဲ့အတွက်အသက်33နှစ်အရွယ်ကိုငိမ့်ချန်းသေဆုံးသွားပြီးဒေယာရသူတွေထဲကနှစ်ယောက်လည်းအသက်အန္တရာယ်ဆွဲရတဲ့အခြေအနေမှာရှိနေတယ်လို့ဒေသတွေစစ်ရှောင်ရေးကူညီနေသူတယောက်ကဟုတ်ကဲ့ပါ။မြောက်လီမြို့တဖက်ကန်းကမဲဆောက်နေဆက်ရောက်ရွှေပြောင်းကျောင်းတွေကခလေးပေါင်း20ရေးဆွဲထားတဲ့ပကြီးကားပေါင်း80ကျော်ကို ပြသထားတာပါ။ဟောဒီနေ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ကရည်ရွယ်ချက်ကလည်းဖိတ်စာထဲမှာလည်းတခါတည်းထည့်ပြီးသားပေါ့နော်။အဲရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီပကြီးပြပွဲမှာပါတဲ့ကလေးတွေအကုန်လုံးဒီအဲတော်လန်ရေးကြောင်အာနာရှင်ရဲ့လောက်ရကြောင်ရောက်လာတဲ့ကလေးတွေအကုန်လုံးဆွဲထားတဲ့ကားတွေဖြစ်တယ်။အဲအဲ့အတွက်အဲဒီပကြီးဆွဲတာကသူတို့ကိုယ်တိုင်လည်းဒီကျောင်းစာပြင်ပြင်ပမှာအခြား ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒီအမှုပညာနဲ့ပတ်သက်ပြီးတော့မှ motivation လဲရစေခြင်းနဲ့ပြီးတော့ဒီအာနာရှင်ကိုတွန်းလှန်တဲ့နေရာမှာဒီကလေးတွေတည်လဲသူတို့စွန့်တဲ့နေရာတွေမှာတတောင့်တနေရာမှာပါဝင်နေဆိုတဲ့အသည့်လေးတွေကိုလဲရစေခြင်းနဲ့နောက်တစ်ခုကသူတို့ကိုယ်တိုင်ဆွဲထားတဲ့ကားလေးတွေနဲ့ရောင်းပြီးတော့မှဟိုချားပေါ့เนาะသူတို့ထက်နွမ်းပါတဲ့စာသင်ခွင့်အရန်ကိုခက်ခဲတဲ့နေရာတွေကို လှူမယ်ဆိုတဲ့ရည်ရွယ်ချက်နောက်တစ်ခုရေပေါ့နော်အဲ့ဒီရည်ရွယ်ချက်ကောင်းနေလေကျွန်တော်ဒီပြပွဲလေးကိုလုပ်ခဲ့တာ၃နှစ်ပြည့်ပါပြီပကြီကားတကားကိုဘတ်300နဲ့ရောင်းပြီးရောင်းရငွေတွေကိုတော့ကရေနီဒေတာစစ်ဆောင်ကလင်းငယ်စာတင်ကြောင်းတွေကိုပေးပို့သွားမှာပါအော်ဒီနေ့ကတော့ဒီ Shiny Star ဒီ၃နှစ်ပြည့်ဟိုဟာပကြီးရန်ပုံငွေပြပွဲဖြစ်ပါတယ်အဲ့အတွက်ဒီနေ့မှာပါတဲ့ကလေးတွေအကုန်လုံးက20ကျော်ရှိတယ်ပေါ့နော်ဒီနေ့ကတော့ ဒီ migrant အကြောင်းကကလေးတွေပါမယ် international school ကကလေးတွေပါမယ် online တက်နေတဲ့ကလေးတွေပါမယ်အကုန်လုံးကတော့မိဘခွင့်ပြုချက်နေသူတို့ကိုယ်တိုင်ကြည်ကြည်ဖြူဖြူဟိုဟာစိတ်အားထက်ထက်တန်တန်နေဆွဲထားတဲ့ပကြီကားတွေပါတယ်ပေါ့နော်အသက်6နှစ်ကနေ16နှစ်အရွယ်အထိဆွဲထားတဲ့ကလေးတွေပါပါတယ်ပါဝင်ပါတယ်အော်ဒီပကြီကားအလုံးကတော့ကားပေါင်း80ကျော်ပါတယ်အဲ့မှာတကားကိုဘယ်ကားပဲဖြစ်ဖြစ်တကားကိုကျွန်တော်တို့ပုံမှန်ရောင်းနေကြတကားကိုဘတ်300ဖြစ်ပါတယ် ့ ARB ဆန်တော့ကျွန်တော်တို့ဒီပုံမှန်လူနေကြကျွန်တော်လူနေကြနေရာရှိပါတယ်ကရင်နေစစ်ရှောင်းစခန်းကဟိုပညာခက်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 ပညာသင်ကြားနေတဲ့အဲခလေးတွေစီကိုစီးစင်းမှာဖြစ်ပါတယ်ဟိုမနစ်ကလည်းအဲ့နေရာကိုကျွန်တော်တို့တိုက်ရိုက်ဖူတန်းတာဖြစ်ပါတယ်ဒီပြပွဲကိုဒီဇင်ဘာလ9ရက်ကနေ9ရက်အထိ3ရက်ကြာပြုလုပ်သွားမှာဖြစ်ပြီး border line ပြကမ်းမှာမနေ့7နိုင်ကနေညနေ6နိုင်အထိပြသထားမှာပါ ဝမ်းသာတယ်ဖြစ်ဆိုသူတို့ရဲ့အာဘယ်လိုပြောမလဲသူတို့ရဲ့ခံစားချက်တွေကိုနှမျိုးပေါ်ပြတဲ့အတွက်ပေါ့နော်ပြီးတော့ကိုယ်တွေလည်းထပ်တုခံစားရတယ်ပေါ့ဟုတ်လို idea ဆိုလဲဆိုတော့ CDN အကြောင်းသားတွေက သူတို့တွေရှီကန်ចောင်းသားတွေကိုဟိုကလောက်တာပေါ့ဗျထောက်ပံ့မေးလို့ဟိုဘွဲရတဲ့ပုံဆွဲတာရောင်းတော့မလို့ထင်တယ်ဘာလို့လဲဆိုအယောင်တွေကနည်းနည်းတောက်လို့မင်းကမင်းကလည်းအဲ့လိုမေစုဖမ်းရမကြိုက်ဘူးရောအဲ့လိုသမီးအမြင်ဘလို့မှဟိုဟာမနေနိုင်တော့သမီးလည်းအဲ့လိုသမီးသမီးသမီးနဲ့မေစုနဲ့တွေ့ဘူးကလည်းပုံပုံလေးမှပြတော့သမီးနဲ့အဲ့နဲ့ဆွဲခြင်းနဲ့ပုံလေးပေါက်ပြီးတော့ဆွဲတာ ဆီအနာသိမ့်ပြီးကလေးကဖမ်းဆီးတွေများလာနေတာကြောင့်ပြည်ပကိုထွက်လာကြတဲ့မိဘတွေနဲ့အတူကလေးများပြားဟာလေထိုင်းနေဆက်ကိုရောက်နေကြပြီးရွှေပြောင်းကျောင်းတွေမှာပညာသင်နေကြခြင်းအခုလိုပကြီးသင်တန်းတွေကတဆင့်ကလေးပကြီးသမားတွေပေါ်ထွက်လာနေတာပါခမညာကျွန်တော်မောင်ဒူပါ အမေရိကန်နဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေဟာဖလော်ရီဒါပြည်နယ်မိုင်ယာမီမြို့က၃ရက်ကြာဆွေးနွေးပွဲတွေကိုစနေနေ့မှာဆုံးသတ်ခဲ့ပြီးတော့နှစ်ဖက်စလုံးကယူကရိန်းအတွက်နယ်မြေပြဿနာတွေနဲ့အမေရိကန်ရဲ့လုံခြုံရေးအာမခံချက်တွေကိုအာရုံစိုက်ခဲ့တယ်လို့အမေရိကန်အွန်လိုင်းမီဒီယာ Axios ကဖော်ပြခဲ့ပါတယ်။ နေမြေဆိုင်ရာဆွနေမှုကခက်ခဲတယ်လို့သတင်းရင်းမြစ်တွေက Xeros ကိုပြောခဲ့ပါတယ်။နောက်ထပ်အဓိကအကြောင်းအရာတစ်ခုကယူကရိန်းအစိုးရအတွက်အမေရိကန်ရဲ့လုံခြုံရေးအာမခံချက်ဖြစ်ပြီးနှစ်ဖက်စလုံးကတိသာထင်ရှားတဲ့တိုတက်မှုရရှိခဲ့ပြီးသဘောတူညီချက်ရဖို့ပိုနီးလာပြီလို့ဆိုပါတယ်။ဒါပေမဲ့အစီရင်ခံစာအရနှစ်ဖက်စလုံးကမူကျမ်းမှုပေါင်းကို တသမှတ်တဲ့အတိပယ်ဖွင့်ဆိုနိုင်စေဖို့နောက်ထပ်ဆောင်ရွက်ချက်တွေလုပ်ဖို့လိုတယ်လို့သိရပါဗျ။ မိုင်ယာမီဆွေးနွေးပွဲတွေဟာယူကရိန်းသမ္မတပိုလိုဒီမတ်စလန်စကီက အမေရိကန်သမ္မတဒိုနယ်ထရမ့်ရဲ့ငြိမ်းချမ်းရေးဆရာအထူးသက်တမန်စတီဗ်ဝစ်ကော့ဖ်နဲ့ထရမ့်ရဲ့သမတ်ဂျရက်ဂူရှနာတို့အကြားနှစ်နာရီကြာ ဖုန်းကောဆိုပြီးအဆုံးသတ်ခဲ့တယ်လို့စလန်စကီကစနေနေ့မှာပြောခဲ့ပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချီချူဆမ်မဂျေဆုတမားရှင်။